ဒီချက်နောက်ဒီလိုတို့ဒါဝနီးအကြောင်းအရာပြီးသွားပြီခုဒုရဏဗျာဆိုတာရှိရလေရဟန္တာငါတွေပြုမှုဆောင်ရွက်ရမယ်လုပ်ငန်းဆောင်တာအပိုင်းမှာဒုရဏတာရှိပရိယတ်နဲ့ပฏิပတ်ပရိယတ်ဒီမှာတော့ရတယ်အုံဆိုးနိုင်တယ်ဒါကြောင့်လေပရိယတ်ဒီဟာတကယ်လို့ပြီးတကယ်တက်တကယ်ပေါက်မြောက်မှာတကယ်ပုတ်ချလို့ရတာဟုတ် လိန်လို့မရဘူးကောက်လို့မရအဲ့တော့ပရိတိသာသနာမှာတော့လှမ်းမှုရအကြောင်းမရှိသို့သောပฏิပတိသာသနာမှာသူတို့တွေကြီးစုနေတယ်သူတို့တွေကစာမတက်ဘူးစာမတက်ဘဲနဲ့ပฏิပတိပြတယ်ပရိယတိအခြေခံမရှိတဲ့ပုဂ္ဂိုလ်ပฏิပတ်ကိုပြရင်ဥကဲဥစဉ်တို့ပฏิပတ်ဟာနိဗ္ဗာန်ရောက်ကြောင်းအကျင့်မလွဲချော်နိုင်ဘူးလားလွဲချော်နိုင်သလား ကဲလွဲချော်နိုင်တဲ့ပုဂ္ဂိုလ်တွေမြန်မာပြည်ကိုပြိပတ်သာသနာဥဆောင်နေတယ်။ကဲအဲ့တော့ဘုန်းကြီးတွေရဟန်းပြုတွေဘာလုပ်လဲ။ရဟန်းပြုတွေကစာသင်္နာတစ်ခုပဲတန်လာဗျ။စာသင်မယ်စာချမယ်ဒါပဲ။ဒီတစ်ခုပဲတန်။အဲ့တော့ပฏิပတ္တိကအမောင်ကြ။အဲ့ဒီပฏิပတ္တိကိုဦးဇင်းတို့တွေပြန်လဲပြီးတော့ကိုယ်လက်ထဲရအောင်။ကိုပြန်ယူရအောင်။ဟိုနိဗ္ဗာန်ရောက်ကြောင်း နိဗ္ဗာန်ရောက်တဲ့အထိအောင်ကျင့်ကြရတော့မလိုပါဘူး။ဟိုတိုင်ရင်တော့ဦးဇင်းတို့ဒါနိဗ္ဗာန်အကြောင်းကျင့်ပေါ့နိဗ္ဗာန်ရောက်တဲ့။ဟိုဒီတရားရဲ့အရာသာကိုကိုယ်အရင်ဆုံးခံစားနိုင်။ခံစားတဲ့အခါမှာစာရီပူနားလည်လာပြီ။စာရီပူနားလည်လာတဲ့အခါမှာ ပြန်လည်ဟောပြတဲ့အခါမှာဒီကိုယ်ရည်လေးတွေနဲ့ရှင်းရှင်းလာတဲ့အခါတရားကပူအသက်ဝင်တယ်ပူပြီးတော့လက်ခံ။အဲ့ဒီအစဉ်ရောက်အောင်လို့ဦးဇင်းတို့တန်ဃာတိုင်းတန်ဃာတိုင်းမှာရှိတဲ့ ဆိုလို့ရှိရင်ပฏิပฏิလောကမှာအမောင်မကြတော့အခုတို့တွေနေရာယူထားတယ်။အဲကြည့်လာလို့ရှိရင်လေအပေါင်းအရင်တန်တန်နဲ့တို့တော်လေးလာပါရဲ့အနေနဲ့ရဲ့မှာမာတွေ့တယ်တချို့ဖျားပဲတဲ့ပုဂ္ဂိုလ်တော်တွေ့တယ်ဗျ။ဥမာဆိုကြပါစို့။ဖျားဘာဝေဘုရားနုဒရိဘာဝနာနာမတုတ်တရာလို့ဖျားကိုယ်တိုင်ဟောတာ။ကမ္မထမ်းထဲမှာအမြင့်ဆုံးနဲ့အမြတ်ဆုံးဘုရားနုဒရိပွားများ။ဩ။အဲ့ဒီဘုရားနုဒရိကိုပွားများလို့ရှိရင် ကဲပူရိတ္တိမနတံကဲစိတ်အလိုတောင်းတာလာတယ်အကုန်ပြည့်စုံတယ်တဲ့ဒါနဲ့ဗီးစိတ်ပုံမှန်စိတ်ကြီးပါလားဆောင်းဝဲလဲအောင်လဲဟိုဆုံးခံတက္ကရာမကြီးလဲလေးစားတယ်ကိုနဲ့တသက်တက္ကရာမကြီးကလေးစားတယ်မေုံစမ်းစိတ်ကြီးအဲ့ဒီလိုဗုဒ္ဓနုဒ္ဓိကိုဘုရားကအမြတ်ဆုံးလို့ဟောထားတာသူကဝိပဿနာပါညာပြရဲပေါ့ကဲဗီးစိတ်စရာလူသေးသလားတော့ဆိုတိက္ခန္ဓာလေးဘုရားရှိခိုးစရာလူသေးလားလို့ ကဲပြက်ပြီဗျာဦးဇင်းကိုဘုရားကိုပဲလို့ဖြစ်အဲ့ဒါမျိုးကြီးအများကြီးနေရာယူထားတယ်ကဲစာမတက်တဲ့သူတွေပฏิပတ်မှာဥဆောင်နေတဲ့ကာလပတ်လုံးပฏิပတ်အမောင်ကြနေမယ်ပฏิပတ်အမောင်ကြနေတဲ့ကာလပတ်မြန်မာပြည်ရဲ့ပฏิပတ်တိသာသနာဗန်နီးနဲ့မှာအရှင်နှမမြင့်နိုင်တော့အဲ့တော့ဦးဇင်းတို့ခစ်ကြတော့ဒါတွေကိုပြန်ပြီးတော့နေရာယူရမှာ ပရိယကပฏิပတ်ကိုထင်သေးတယ်ပฏิပတ်ကပရိယကိုထင်သေးတယ်အဲ့ဒီခေတ်ကိုဦးဇင်းတို့ကြော်လွားတော့ဖះဝိဇာနဲ့သရဏနှမျိုးဟောတာဝိဇာသရဏတမန္နာကိုကြည်လေဝိဇာကပရိယရေချင်းပဲဆိုကြသရဏကကိုကျင်တရားပฏิပတ်ဒီနှစ်ခုပြည့်စုံရမယ်အဲ့တော့တရားဟောတဲ့အခါပဲဖြစ်ဖြစ်စာချတဲ့အခါဖြစ်ကိုယ်ကလည်းပฏิပတ်ဒါမှမဟုတ်နိုင်ပရိယလုပ်တဲ့လူကလည်းပฏิပတ်နဲ့တွဲဖက်နိုင်တယ်ပฏิပတ်ကလည်းပရိယနဲ့လုံးဝမကင်းအောင်အဲ့လိုပုံစံမျိုးနဲ့လှည့်ပြီးတော့ သာသနာပြုမယ်ဆိုလို့ရှိရင်တော့ခါတော်မကြီးအစဉ်နှမ်းမြင့်မြင့်တရားနာရတာပေါ့အခုပฏิပတ်ကအစဉ်နှမ်းမြင့်မြင့်တရားမနာရှာဘူးဒီခါတော်မကြီးဒီအခြေခံတရားတွေတော့နားတယ်တချို့လွဲချော်နေတာလေးလားတယ်ဒါကြောင့်မလို့ဥစဉ်တို့စာတင်တယ်ဆိုတာပါလဲလို့မေးရင်နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကိုမှန်မှန်ကန်ကန်ကျင့်နိုင်ဖို့နံပါတ်၁ပါတယ်တော့နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကိုမှန်မှန်ကန်ကန်ကျင့်နိုင် ပရိယတိမပါပဲမမှန်ကန်ကန်ကျင့်လို့ရမလားမရဘူးမရဘူးကြောက်ကဲဥဒ္ဓရောလိုက်ဆိုကြည့်အောင်နိဗ္ဗာန်ရောက်ရန်အကျင့်မှန်မမှန်ကန်ကန်ကျင့်နိုင်ဖို့